ျွန်တော်ရဲ့မွေးနေ့ကမနေ့ကပြီးသွားပြီအဲ့တော့မွေးနေ့လက်ဆောင်အဖြစ်မန္တန်တပုတ်ကျွန်တော်ကသင်ပေးခြင်းတယ်အဲ့ဒီမန္တန်ကဘလောက်တောင်မှစွန့်လဲဆိုရင်အဆောင်ရှောက်လက်တွေဝတာတွေရအောင်ပါတလောက်ကိုတစ်ခေါက်ထပ်ပို့ပြီးရွရင်မကြိုက်ဘူးတစ်ခေါက်ဆိုတာတော့တစ်ခေါက်ကိုတစ်ခေါက်ရွရင်38ခေါက်ရွပါတယ်တစ်ခါရွရင်38ခေါက်ရွပါတယ်ပေါ့ဆိုတော့အဲ့လိုအရေးအကြောင်းရှိမှသာရွရတဲ့မန္တန်ထဲမှာပါတယ် ။ဘာဖြစ်လို့တော့ဆိုတာဒီမန်နာကိုရွတ်လိုက်တယ်ဆိုလို့ရှိရင်ဘေးပတ်ဝန်းကျင်မှာရှိတဲ့အဆောင်ရှောက်ပုံကူတွေကငွေကြေးစီးပွားဥစ္စာတော့ပေးမဲ့သူကိုယ်ပေးမဲ့သူမရှင်သူတို့ကရှာပြီးတောင်ပေးကြရတယ်။ဟုတ်။အဲ့လိုမျိုးကိုအစွမ်းအားနည်းစဉ်ထက်မြက်တဲ့အဲ့ဒီမန်နာ။အဲ့တော့လမ်းလျှောက်ရင်ရွတ်ရတယ်။ဒီထဲမှာတော့မရွတ်ကြဘူး။လမ်းလျှောက်ပြီးရွတ်ရတယ်။လမ်းလျှောက်ရင်လည်းရွတ်38ခါပြည့်သွားတာနဲ့မကြခင်မှာပဲငွေဝင်လာတာ။အဲ့တော့လမ်းသွားလက်ခေါ်မန်နာလို့ခေါ်တယ်။ကျွန်တော်တစ်ချိန်ရွတ်ပြမယ်။ အုံဘုံမာဒေဝါစနာဂရာဒေဝါစန္ဒီနတ်ကြီးဝန္တကရဏိယအုံသူရတ္တိမာတာစအနုကံပံချင်းဆရာချင်းကတ်ဆရာကတ်ဒါပဲမန္တန်တူတူလေးနှစ်ကြောင်းပဲရှိတယ်တစ်ခေါက်ထည့်ရုပ်ပြမယ်အုံဘုံမာဒေဝါစနာဂရာဒေဝါစန္ဒီနတ်ကြီးဝန္တကရဏိယအုံသူရတ္တိမာတာစအနုကံပံချင်းဆရာချင်းကတ်ဆရာကတ်ဒါပဲ အဲ့ဒါ38ခေါက်38ကျင်းရွတ်တာကိုသူကတစ်ခေါက်လို့ယူတာ38ကျင်းရွတ်ရင်တစ်ခေါက်တစ်လမှာတစ်ခေါက်ပဲယူရတယ်ငွေလုံမှယူရတယ်တစ်လမှာတစ်ကျင်းထက်ပိုပြီးတော့မယူရဘူးချက်ချင်းအဲ့ဒါယူပြီးလမ်းလျှောက်ရင်းနဲ့ယူရတယ်ပြင်အပြင်ဘက်မှာပေါ့နော်ဒန်လေးပါလေးလျှောက်ကားလေးပိုင်းနဲ့သွားနေတော့ယူလို့ရပါတယ်အဲ့လိုယူလိုက်တာနဲ့အဲ့ဒီစီးပွားဥစ္စာကိုလက်တီကိုတားရရရှာပြီးတော့ပေးရတယ်အဲ့ဒါမှတ်ထားပြီးတော့နော်အဲ့ဒါဘသူရဲ့နီးလဲဆိုတော့စူရူပန်ဆရာဦးကျော်ကြီးရဲ့နီးအဲ့ဆရာကြီးတင်ပေးပါတယ်နော်